ရန်လုံတိုင်းစမ်းချောင်းမြို့နယ်အတွင်းမိဇက်နိုဗီအရာကွန်300ကနေမိသားစုဝင်၄ဦးစလုံးတည်ဆုံသွားခဲ့တယ်လို့သိရပါဗျ။မေလာတရက်နေ့နနက်ပိုင်းမှာစမ်းချောင်းမြို့နယ်ရွှေလောင်းလန်းအမှတ်44လေးလွာအေတိုက်ခန်းကနေအပုပ်နှံ့နေထွက်နေတာကြောင့်ပတ်ဝန်းကျင်ကတပ်ဆိုင်ရာကိုအကြောင်းကြားခဲ့တယ်လို့ဆိုပါဗျ။တပ်ဆိုင်ရာလူကြီးတွေနဲ့ရဲတွေရောက်ရှိလာပြီးအခန်းပွင့်ကြည့်ရမှာတော့မိသားစုဝင်၄ဦးနဲ့အတူ ခွေးကလေးတစ်ကောင်မှာတင်ဆုံးသည်တင်ဆုံးနေတာရက်အတော်ကြာနေပြီဖြစ်တယ်လို့သိရပါတယ်အခန်းတွင်အခြေအနေကအဆိုပါတိုက်ခန်းရဲ့နောက်ဖေးတန်းမှာဗီဇက်တလုံးထားရှိတာကို တွေ့ရှိရပြီးအခန်းတစ်ပါးတွင်လည်းအကုန်ပိတ်ထားတယ်လို့ဆိုပါတယ်မီးစက်မောင်းအေယာကွန်ဖွင့်အင်ရာကနေကာဗွန်မွန်နောက်ဆိုက်တင်ရှူမိပြီးအစိတ်အသင့်ပြီးဒေတာဖြစ်ကြောင်းနဲ့ယခုလိုဖြစ်သွားတာကကြံတဲ့ပြည်သူတွေအတွက်လည်းသတိထားစရာဖြစ်ကြောင်းကယ်ဆယ်ရေးသမားတို့ကလည်းပြောဆိုထားပါတယ်